စပွဲတွေတိုက်ပွဲတွေဘုံကျဲထားမှုတဲ့နေရာတွေမှာအသုံးပြုပြီးပြင်မယ်မပေါက်ကွဲပဲကြံနေတဲ့လက်ပစ်ပုံဒုံးကျင်နဲ့ကြည်စံဆရာတွေကိုမထီမကိုင်းနေရမပြောင်းရွှေ့ကြပါနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့ကစစ်ဘေးရှောင်တွေခိုးလုံနေတဲ့စာတင်တိုက်ကိုစစ်ကောင်စီဘုံကျဲတိုက်ခိုက်ခဲ့ရမှာတန်ကာ6ပါးအပါအဝင်စုစုပေါင်း9ဦးသေဆုံးခဲ့တယ်လို့တအန်းတပ်မတော် TNLA ကဒီနေ့မတ်လ18ရက်နေ့မှာထုတ်ပြန်ပါတယ် နောင်ချိုမြို့စိန်ရတနာပရိယတိစတင်တိုက်ကို မနေ့ကညနေပိုင်းမှာစစ်ကောင်စီတပ်ဟာ Jet Fighter နဲ့ပေါင်250ဘုံလေးလုံးကျဲချခဲ့ပြီးစစ်တပ်နဲ့လည်းပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ TNLA ကအသိပေးပါတယ်။ဘုံကြရောက်ပောက်ကွဲတာကြောင့်စတင်တိုက်အတွင်းကရဟန်း2ပါးတမနေ4ပါးအမျိုးသား2ဦးနဲ့အမျိုးသမီး2ဦးအပါအဝင် စုစုပေါင်း9ဦးဘုံစာထိမှန်ပြီးတိတ်ဆုံးခဲ့ရပါတယ်။ ီးတော့တန်ကတော့73ပါနဲ့ပြည်သူ၄ဦးလဲထိခိုက်ဒဏ်ရာတွေရပြီးအရက်သားနေအိမ်နဲ့အကျောင်းဆောင်အများပြားလဲဘုံကြောင့်ထိမှန်ပျက်စီးသွားတယ်လို့အသိပေးပါတယ်ဒဏ်ရာရလူနာတွေကိုတော့စေကူတာဘူးပို့ဆောင်ပေးထားပါတယ်စစ်ကောင်စီတပ်ဟာတိုက်ပွဲဖြစ်တာမရှိဘဲအရက်သားပြည်သူတွေကိုရည်ရွယ်ချက်ရှိရှိဥတီဘုံကျဲတိုက်ခိုက်နေတယ်လို့ TNLA ထုတ်ပြန်ပါတယ်ဒါကြောင့်ပြည်သူတွေအနေနဲ့စစ်ရေးသတိအမြဲရှိဖို့လိုအပ်ပြီးလေချောင်းရံကားကွယ်ရေးဆိုင်ရာနီလန်းတွေကိုလိုက်နာဆောင်ရွက်ဖို့လည်းတိုက်တွန်းထားပါတယ် နောင်ချိုမြို့နယ်တဲကအုံမတိလန်းခွဲနေရာတွင်နဲ့တောင်ခန်းကျေးရွာတို့မှာစစ်ကောင်စီတပ်နဲ့ TNLA ပူးပေါင်းတပ်တို့တိုက်ပွဲဖြစ်နေပြီးမြို့ပေါ်မှာတော့စစ်ရေးလှုပ်ရှားမှုမရှိကြောင်းဒေသခံတွေကပြောပါတယ်ရှင်။စစ်ပွဲတွေတိုက်ပွဲတွေဘုံကျဲထားမှုတဲ့နေရာတွေမှာအသုံးပြုပြီးပြင်မယ်။မပေါက်ကွဲပဲကြံနေတဲ့လက်ပစ်ပုံ၊ဒုံးကျည်နဲ့ကြည်စံစတာတွေကိုမထိမကိုင်နေရမပြောင်းရွှေ့ကြပါနဲ့။